ဒီနေ့မှာဆရာကလုတ်တဲ့သူကတရားထက်ပြင်မယ်လေခံရတဲ့ object နှလုံးပါတဲ့ပုံစံကိုဘယ်လိုရေးမလဲဆိုတာဆရာတင်ပြပေးမယ်တက်သွားအောင်တင်ပြပေးမယ်သိချကြည့်မယ်လုတ်တဲ့သူက subject လုတ်ပြီး meta verb လာမယ်ပြီးရင်အခရတဲ့ object နှလုံးပါမယ်အဲ့လိုပါတဲ့အခါကျရင်ဘယ်လိုစီစဉ်ရမလဲဆိုတော့ direct ခံရတဲ့ direct object ကိုပုံမှန်အဖြစ်နောက်မှာထားမယ်စီစဉ်ပုံနှစ်မျိုးရှိတယ်ဒါပေမဲ့တစ်မျိုးတော့အရင်တအောင်ဆရာတင်ပေးမယ် direct ခံရတဲ့ direct object ကိုနောက်မှာထားမယ်တဆင့်ခံခံရတဲ့ indirect object ကိုရှေ့မှာအရင်ရေးရမယ် များသောအားဖြင့် direct object တွေသည်အရာဝတ္ထုတွေဖြစ်လေရှိပြီးတော့ indirect object တွေသည်များသောအားဖြင့်လူတွေဖြစ်လေရှိတယ်အဲ့တော့လူကိုရေးပြီးမှအရာဝတ္ထုကိုရေးမယ်လို့အလွယ်မဲ့လို့လည်းရတယ်။ဒါပေမဲ့လူနဲ့ဆရာတို့က direct internet လို့မှတ်တာပို့ပြီးတော့သိကြတယ်။တိုက်ရိုက်ခံရတဲ့ကောင်ကနောက်ဆုံးမှာတဆင့်ခံခါတဲ့ကောင်ကရှေ့မှာ။သူမငါ့ကိုစာအုပ်တအုပ်ပေးခဲ့တယ်။သူမဒီဆိုတာ subject ပြီးတော့ she subject ပြီးရင် verb ကိုသွားမယ်။ဘာလုပ်ခဲ့လဲ။ပေးခဲ့တယ်ဆိုတော့ gv give subject bb verb bb အမှနှစ်ခုမှတ်ထားမယ်ဘာကိုပေးရလဲနောက်ဘသူကိုပေးရလဲဘာကိုလဲလို့မေးလို့ရရင် object တစ်လုံးပါတယ်ဘသူကိုလဲလို့မေးလို့ရရင် object နောက်တစ်လုံးထပ်ပါတယ်ဒါကိုဒါဆရာတို့ရဲ့ရှေ့ကသင်ခဲ့တဲ့ grammar ဆရာကြီးတွေကတေချာပြောပြခဲ့တာပေါ့ဘာကိုပေးလိုက်တာလဲစာအုပ်တုပ်ကိုပေးလိုက်တယ်ဘသူကိုပေးလိုက်တာလဲငါ့ကိုပေးတယ်နှစ်မျိုးစလုံးပေးလို့ရရင် object နှလုံးပါတယ်ဆိုတော့ ရာတို့မှတ်ထားရမှာကဓာတ်ရိုက်ခံရတဲ့ကောင်ရှာတတ်မယ်ဓာတ်ရိုက်ပေးခံတာစာအုပ်ဆိုတော့သူ့ကိုနောက်မှာရေးမယ်တဆင့်ခံပေးခံတာငါ့ကိုဆိုတော့အရှိမရေးရေးမယ်နေတော့ငါ့ကိုဆိုတော့အဲ့လိုရေးမယ်မေ I mean my mind တွေကိုမကျွမ်းကျင်ဒီ series ရဲ့အရှိမရှိတဲ့အင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရက်30 series ကိုတွားပြီးတော့ကြည့်လိုက်အဲ့ဒီမှာဆိုလို့ရှိရင်အဲ့ဒါကိုအသေးစိတ်ပြပြထားပြီးတာ၃ရက်လောက်ကြည့်ရပြီရှီခင်းမီစာအုပ်တော့ကိုနောက်မှထည့်လိုက်မယ်တဆင့်ခံဓာတ်ရိုက်ဟာကိုနောက်မှထည့်မယ်ရှီခင်းမီရဲ့ book ငါမင်းကို message တစ်စောင်ပို့လိုက်မယ်ငါဆိုတော့ I subject ပြီး verb ကိုသွားမယ်ပို့လိုက်မယ်အခုမဟုတ်ဘူးအတိတ်မဟုတ်ဘူးအနာဂတ် we နဲ့သုံးမယ် I will send we ရဲ့နောက်မှာ verb zero လိုက်ရမယ်အဲ့လည်းမှတ်ထားမယ် operational verb လိုက်ရမယ် तू က modal verb ဖြစ်လို့ I will send ပြီးရင်လာပြီ die ရဲ့အပုခါမှာ main ကိုလာ message လာ die ရဲ့အပုခါမှာ message နောက်ဆုံးမှာရေးမယ်လူဖြစ်တဲ့ da indirect ကိုအရင်ရှင်းမယ် I will send you message တစ်စောင်ဝင်လို့ပြောခဲ့တယ်ဆိုရင် a message ပေါ့ we send you a message သူကငါတို့ကိုပုံမြင်တစ်ခုပုံပုံပြောပြနေလေဒီသုံးပုံကိုသူ့ဘောက်ဆန်းပြီးရေးကြည့်လို့ရတယ်ဗီဒီယိုလေးကိုရက်ပြီးတော့ပြီးရင်ဘာခက်ခဲရှိလဲဆရာကိုပြောပြကြည့်ပါဦးပြီးတော့မှားပါရဲ့ဆိုရင်တော့မှားပါရဲ့လို့မယူဆပဲနဲ့อืมတိသွားရဲ့ပဲယူဆလိုက်ရအောင်နော်ဟုတ်ပြီရသွားပြီဆိုရင်ဆရာဖြေပြောမယ်သူကဆိုတော့ဟေး subject ပြီးနောက်ဆုံး verb ကိုသွားမယ်ဘာလုပ်နေလဲပြောပြနေတယ်အဲ့တော့ he is telling ပေါ့ဒီမှာပြောတာကို say ရှိတယ် tell ရှိတယ် speak ရှိတယ် talk ရှိတယ် တယောက်တည်းကပြောတယ်နားထောင်သူမပိုင်ရင်ဆေးတယောက်တည်းပြောတယ်နားထောင်သူပိုင်ရင်ထဲနောက်တစ်ခါအပြန်အလှန်ထိုင်ပြီးပြောနေကြရင် talk ဘာသာစကားဆိုရင် speak ဒီနေရာမှာနားထောင်မဲ့ငါတို့ကိုဆိုတာပိုင်တယောက်ဆရာထဲကိုတောင်းတာဖြစ်တယ်။ဘာဖြစ်လို့ ambassador ဘာကြီးတောင်းလဲဆိုတော့အခုပြောနေတာမဟုတ်လို့ present continuous ကိုတောင်းတာဖြစ်တယ်။ဓာတ်ရိုက်ခံရတဲ့ပုံစံတစ်ပုဒ်ကိုနောက်မှရေးမယ်။ interrupt ကိုအရင်ရေးမယ်။ငါတို့ကိုဆိုတာအင်္ဂလိပ်လို as လို့ခေါ်တယ်။ပုံစံတစ်ပုဒ်ကကြတော့ a story he is telling us a story ်ငါတို့သူ့ကိုလောတခုကမ်းလန်းခဲ့တယ်ငါတို့ဆိုတော့ we subject ပြန် verb ကိုသွားမယ်ကမ်းလန်းခဲ့တယ်အဲ့တော့အင်္ဂလိပ်လိုဘယ်လိုခလဲဆိုရင် offer လို့ခေါ်တယ် offer မှာ verb ပြလိုက်တယ်ခဲ့တာမဟုတ်လို့ဘသူ့ကိုကမ်းလန်းတာလဲသူ့ကိုကမ်းလန်းတာဘာကိုကမ်းလန်းလဲအလုပ်ကိုကမ်းလန်းတယ်တကယ်အကမ်းလန်းဂါရခံတာအလုပ်ဆိုတော့သူ့ကိုနောက်မှရေးမယ်သူ့ကိုဆိုရင် him ကိုရေးမယ်အလုပ်တစ်ခု a job လို့ခေါ်တယ်အလုပ်ကိုင်ကို job လို့သုံးမယ် work ဆိုတာကအလုပ်ရဲ့အောက်မှာရှိတဲ့ လုပ်ငန်းခွဲလေးတွေ teacher ဆိုတာ job ဆိုလို့ရှိရင်သူ့အမှရှိတဲ့စာသင်တာတွေစာစစ်တာတွေစာဖြတ်တာတွေအဲဒါတွေက work တွေအဲတော့အလုပ်ကံတစ်ခုလိုပဲယူဆလို့ရတဲ့အတွက်ကြောင့် job ပဲတောင်းရမယ်သူတို့မင်းကိုအခွင့်အရေးတစ်ခုပေးလိုက်မယ်သူတို့ဆိုတော့ they subject ပြင် verb ကိုရေးမယ်ပေးလိုက်မယ် will တောင်းရမယ် give original verb ဆိုပဲရေးရမယ်ဘာကိုပေးမှာလဲအခွင့်အရေးကိုပေးမှာဘသူ့ကိုပေးမှာလဲမင်းကိုပေးမှာ direct ခံရမယ်အခွင့်အရေးကိုနောက်မှာထားမယ်မင်းကိုဆိုရယူရေးမယ် အခွင့်အရေးတစ်ခုတော့ဘယ်လိုရေးမလဲဆိုရင် a chance လို့ရေးဆိုတော့ဆရာလန်နာလေးဒီနေ့မှာဆိုရင်လည်း object နှလုံးပိုင်ပုံစံရေးတတ်ပြီးနေ့တိုင်းရေးမယ်မှတ်မယ်စုစားစုစည်းထားပြီးရင်ရှေ့မှာသင်ခဲ့တဲ့ဟာကိုလည်းပြန်အမြဲတမ်းပြန်ပြီးဖတ်မှတ်နေမယ်ဒါဆိုရင်အင်္ဂလိပ်စာ level ကတနေ့နဲ့တနေ့ပို့ပြီးတော့ကောင်းလာမယ် vocabulary အသစ်တွေပိုင်းနားမလည်နဲ့ကြက်လိုက်ဒါဆိုရင်ရလာပါပါเนาะအားလုံးပဲ fighting ပါ